်မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့ရွှေကောက်ပွဲတရားဝင်ရေးမင်းအောင်လိုင်ရဲ့အကြံဖန်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်လွတ်တော်ခွန်ရန်ရွှေကောက်ကံကိုစလေ56ဦးစစ်တပ်ကိုစလေ166ဦးရှိုံနဲ့လုံလောက်တင်လို့မင်းအောင်လိုင်ကခြေဦးကိုဖွင့်ဆိုရင်ရွှေကောက်ပွဲကိုရန်ကုန်တိုင်းမှာကျင်းပရုံနဲ့လုံလောက်နေတာကိုတွေ့ရပါတယ်2022ခုနှစ်ဖေဖော်ဝါရီလတရနေ့ကရွှေကောက်ပွဲအကြံပြအာနာသိမ်းခဲ့တဲ့မင်းအောင်လိုင်က ရွေးကောက်ပွဲကိုပဲအကြောင်းပြပြီးအနိုင်ရပါတီကိုအာဏာလွှဲပေးမယ်လို့ထက်ခါတလဲလဲပြောဆိုခဲ့တာလေးနှစ်ကျော်လာပြီဖြစ်ပါတယ်။နိုင်ငံအနှံ့ပြည်သူတွေပေါ်ပုံကျဲတက်ဖြတ်နေတဲ့မင်းအောင်လိုင်ကိုမုံတီယွန်ရှာချင်မှလွှဲရင်ပြည်သူတွေကအဲ့ဒီရွေးကောက်ပွဲကိုလုံးဝစိတ်ဝင်စားကြပါဘူး။ပြည်ထဲမှာစိတ်ဝင်စားခြင်းမရှိတဲ့ရွေးကောက်ပွဲကို2025ခုနှစ်နှစ်ကုန်ပိုင်းမှာကျင်းပပြီးစစ်အာဏာသိမ်းမှုကိုအဆုံးသတ်မှာဖြစ်ပါတယ်။အနိုင်ရပါတီကိုအာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့အစီအစဉ်ကိုမင်းအောင်လိုင်က၎င်းကိုလက်ခံတွေ့ဆုံတဲ့နိုင်ငံခေါင်းဆောင် တချို့ကိုဆွဲဆောင်စီယုံလျက်ရှိပါတယ်မကြသေးမီကတွေးဆောင်ခွင့်ရရှိခဲ့တဲ့ရုရှားသမ္မတဗလာဒီမာပူတင်တရုတ်သမ္မတရှီချင်းဖြင့်အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကဲ့သို့နိုင်ငံကြီးများရဲ့ခေါင်းဆောင်တွေကထောက်ခံခဲ့ကြကြောင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ပြောဆိုခဲ့တာကိုသတိပြုမိကြပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီခေါင်းဆောင်၃ပါဝင်နိုင်ငံတကာအတိုင်းဝန်ကအဲ့ဒီရွှေကပွဲကိုအတိမတ်ပြုပြီးတရားဝင်မှုပေးလာဖို့ကမင်းအောင်လှိုင်အတွက်စိန်ခေါ်မှုဖြစ်ရှိနေစေဖြစ်ပုံရပါတယ်မြမတမိုင်းမှာဂုံသိန်းခါကင်းမဲ့ဆောင်ဖြစ်လာမဲ့အဲ့ဒီရွှေကပွဲမှာတဆင့်တရားဝင်မှုရရှိဖို့ရွှေကပွဲကိုရှာ ားတဲ့နီလန်နဲ့ပြုလုပ်ဖို့မြင့်ရောင်လိုင်းတဆင်ပြီးတဆင်ကြိုးပမ်းနေပုံတို့ကိုအခုနှစ်အတွင်းခက်ဆိတ်ဆိတ်တွေ့မြင်လာရပါတယ်မေလ19ရက်နေ့ကကျင်းပါခဲ့တဲ့စစ်ကောင်စီအစိုးရဖွဲ့လုပ်ငန်းညီနိုင်အစည်းအဝေးမှာမင်းအောင်လိုင်းကရွှေကောက်ပွဲရဲ့တရားဝင်မှုဆိုင်ရာမိခွန်းနဲ့ပတ်သက်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုံမှန်များကိုးကားပြီးပြောဆိုလာပြန်ပါတယ်။ဒီ အခြေခံဥပဒေမှာဖော်ပြထားတဲ့လွတ်တော်စည်းဝေးများကျင်းပခြင်းဆိုင်ရာပုံမှန်85 128 155တို့ကိုရည်ညွှန်းကိုကပြီးဒီဇင်ဘာလမှာကျင်းပဖို့အစီအစဉ်ထားတဲ့ရွှေကပွဲကတရားဝင်မှုရှိကြမွေးအောင်လိုက်တက်တီထူပြောဆိုသွားပါတယ်စစ်တဲမဝင်အရှက်သားဘဝတက္ကသိုလ်မှာဥပဒေပညာတနစ်ခန့်သင်ပူးတဲ့မင်းအောင်လိုက်ရဲ့ခြေဥပုံမှန်တွေကိုလို့တလို့အတိတ်ပဲဖွင့်နေပုံကအခုတစ်ချိန်ပထမအောင်ဆုံးမဟုတ်ပါရွှေကပွဲတရားဝင်မှုရဖို့2008ခုနှစ်ခြေဥကိုလို့တလို့အတိတ်ပဲဖွင့်နေခြင်းဒါပေမဲ့မြမသမိုင်းမှာစံချိန်ချုံးမဲ့ဂုံတိတ်ခါကင်းမဲ့ဆုံးရွှေကပွဲကိုမဖြစ်ဖြစ် ောင်စီစဉ်နေတဲ့မင်းအောင်လိုင်းကအထက်ပါပုံမှန်၃ခုကိုအသုံးပြုပြီးရွှေကောက်ပွဲရဲ့တရားဝင်မှုရှာဖို့နောက်ဖွင့်လာခြင်းဖြစ်ပါတယ်။အဲ့ဒီပုံမှန်၃ခုကပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်အစည်းအဝေးတွေကိုကျင်းပမှုအထမြောက်ခြင်းဆိုင်ရာပုံမှန်တွေဖြစ်ပြီးပုံမှန်တိုင်းမှာပုံမှန်ခွဲကကြီးနဲ့ခါခွေးဆိုပြီးပါရှိပါတယ်။ပုံမှန်၃ခုလုံးရဲ့ပြဋ္ဌာန်းချက်တွေကတူညီပြီးပုံမှန်ခွဲကကြီးမှာလွတ်တော်အစည်းအဝေးတရက်ကျင်းပတဲ့အခါပထမနေ့မှာကိုယ်စားလှယ်စုစုပေါင်းရဲ့တဝက်ကျော်90ရာခိုင်နှုန်းကျော်တက်ရောက်လာခြင်းမရှိရင်အစည်းအဝေးအထမြောက်ခြင်းမရှိလို့ရွှေဆိုင်ရန်ပြဋ္ဌာန်းထားပြီးအစည်းအဝေးက ုနောက်ထပ်တစ်ချိန်ကျင်းပတဲ့အခါအနည်းဆုံး3ပုံ2ပုံ33တသမာ3လီရာခိုင်နှုန်းတက်ရောက်ရင်းအစည်းအဝေးအထမြောက်တယ်လို့ပြန်ထန်ထားပါတယ် လွတ်တော်များထဲမှာပြည်ထောင်စုလွတ်တော်ကအမြင့်ဆုံးလွတ်တော်ဖြစ်ပြီးရွေးကောက်ပွဲတစ်ခုကျင်းပပြီးတိုင်းနိုင်ငံတော်သမ္မတကိုရွေးချယ်တင်မြှောက်ခြင်းနဲ့အစိုးရအဖွဲ့ဝင်အားလုံးကျန်းသက်စာချိန်ပြီးတရားဝင်ခန့်အပ်ခြင်းတို့ကိုပြည်ထောင်စုလွတ်တော်ကတာလီလုတ်ပိုင်ခွင့်ရှိပါတယ်။ပုံမှန်85ပါပြဋ္ဌာန်းချက်တွေကြောင့်ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်စုစုပေါင်း664ဦးရဲ့သုံးပုံတပုံဒါမှမဟုတ်222ဝစီဝေးတက်ရုံနဲ့လွတ်တော်စီဝေးထမြောက်ခြင်းဆိုင်ရာတရားဝင်မှုကိုသာပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ဒီနေရာမှာစစ်တပ်ကိုယ်စားလှယ်25ရှာကိုင်းတော့ဒါမှမဟုတ်166ဦးပြည်သူလွတ်တော်130နဲ့မြို့သားလွတ်တော် 56ကိုမြင်းစန္ဒနေအခြေခံပေါ်မှာအရေးအတွက်နဲ့ခန့်အပ်မဟုတ်ပဲလွတ်တော်တရားလုံးရှိရွေးကောက်ခံကိုယ်စားလှယ်ရေးအတွက်အချိုးအစားပေါ်မှာရှားကန်လုံးရယူထားတာဖြစ်တဲ့အတွက်မြင်းစန္ဒနေ ညီမြပဲရွှေကောက်ပွဲကျင်းပနိုင်သည်ဖြစ်စေစစ်တပ်ကိုစလဲ25ရာခိုင်နှုန်းကအတိုးလျှော့မရှိတသက်မှတ်ထဲရှိနေမှာဖြစ်ပါတယ်။ဒါကြောင့်ရွှေကောက်ကန်ကိုစလဲ56ဦးရှိုံများနဲ့စစ်တပ်ကိုစလဲ166ဦးနဲ့ပေါင်းရင်ပြည်တော်စုလွတ်တော်ကိုစလဲစုစုပေါင်း222ဦးရှိရမှာဖြစ်ပြီးပြည်တော်စုလွတ်တော်စည်းဝေးကျင်းပခြင်းအထမြောက်တယ်လို့မင်းအောင်လှိုင်ထိပ်ပဲကောက်ပါတယ်။ဒီလိုဆိုရင်ရွှေကောက်ပွဲကိုလည်းမင်းဆန္ဒနဲ့နေငယ်မှာကျင်းပရုံနဲ့တရားဝင်တယ်လို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ဒါကြောင့်ရန်ကုန်တိုင်းဒေသကြီးမင်းဆန္ဒနဲ့နေမြေတခုထဲမှာပြည်သူလွတ်တော်55နေရာနဲ့ ူသားလွတ်တော်စန္ဒနီယာစုစုပေါင်း58နေရာရှိတဲ့အတွက်ရန်ကုန်မဲဆန္ဒနေမြေတွေမှာကျင်းပရုံနဲ့ရွှေကောက်ပွဲတရားဝင်ကြောင်းမင်းအောင်လိုင်းကြီးညာနိုင်မှာဖြစ်ပါတယ်။ အမှန်စင်စစ်ရွေးကောက်ပွဲတစ်ခုရဲ့တရားဝင်မှုနဲ့လွတ်တော်အစည်းအဝေးတစ်ခုကျင်းပခြင်းဆိုင်ရာအထမြတ်မှုဖြစ်စဉ်နှစ်ခုကလုံလုံလည်လည်မတူကွဲပြားတဲ့အခြေအနေနှစ်ရပ်ဖြစ်ပါတယ်။နိုင်ငံရဲ့နေနေမိတ်အစိပ်ပိုင်းအများပြားမှာစစ်ဖြစ်နေလို့ရွေးကောက်ပွဲမကျင်းပနိုင်မဲမဲပေးခွင့်ရှိရပြည်သူတန်းနဲ့ကြီးမဲပေးခြင်းမရှိဘဲတည်ငြိမ်အေးချမ်းပြီးပြည်သူများကိုယ်စိတ်နှစ်ပါးလွတ်လပ်လုံခြုံမှုကိုအာမခံနိုင်ခြင်းမရှိဘဲကျင်းပတဲ့ရွေးကောက်ပွဲတွေကိုနိုင်ငံတကာစံနှုန်းတွေရတရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖြစ်သတ်မှတ်နိုင်မှာမဟုတ်တော့လို့အဲ့ဒီရွေးကောက်ပွဲကိုအတင်းကျပ်ကျင်းပပါကလည်းတရားဝင်မှုရရှိလိမ့်မှာမဟုတ် တလောကလုံးမှားရွေးနေပြီးသူသားလေးမှန်ကန်တဲ့လူမှန်ကြီးစင်စစ်2025ခုနှစ်ပြက်ကရင်ရဲဆွဲများတရချင်းတက်လာခြင်းကုံဆုံးလာတဲ့မြာနိုင်ငံအနှက်စင်ရေးရှုံးနေမှုတွေရင်ဆိုင်နေရတဲ့မင်းအောင်လိုင်းကနှစ်ကုန်ပိုင်းကျင်းပမဲ့ရွှေကောက်ပွဲအတွက်စိတ်တော်ကရောက်နေပြီးပုံမှန်မဟုတ်တဲ့စိတ်အခြေအနေနဲ့ပြောဆိုလုတ်ကင်လာတာကိုသတိပြုမိပါတယ်အထူးသဖြင့်လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေပေါ်ရှိရှိသမျှလူပုဂ္ဂိုလ်ဖွဲ့စည်းအားလုံးကိုအပြစ်ဖို့ပြီး၎င်းတာလင်လူမှန်ခြင်းဖြစ်ကြောင်းစင်ချေမျိုးမျိုးခင်ရရှိလို့ပြောလာခြင်းကိုတွေ့ရပါတယ်ကိုကိုကိုအထင်ကြီးလွန်းတဲ့စိတ်ဝေဒနာဆို ွဲကပ်နေသူတအုပ်ရဲ့လက္ခဏာတွေမင်းအောင်လိုက်မှာတွေ့ရှိနေရပြီးလက်ရှိရင်ဆိုင်နေရတဲ့ပြဿနာတွေက၎င်းရင်ရှိမှစစ်ကောင်းဆောင်နေဖြစ်တဲ့တန်းရွှေနဲ့တင်းစိန်တို့ရဲ့ကောင်းဆောင်မှုအမားရွေးနေနဲ့အားနည်းချက်တွေကြောင့်လို့တိုက်ရိုက်ထုတ်ပေါ်ပြောဆိုခြင်းမပြုတော့လဲအဲ့ဒီပုံကိုယ်ရဲ့ဥက္ကောင်ခဲတဲ့ဖွဲ့စည်းကိုလူသိရှင်ကြားပြစ်တင်ပြောဆိုမှုတွေစတင်ပြုလုပ်လာတာကိုလေးလာတွေ့ရှိရပါတယ် အာနာရှင်ဟောင်းတန်းရွှေတီထောင်ခဲ့ပြီးသမရဟောင်းသိန်းစင်ဥက္ကဋ္ဌလုပ်ခဲ့တဲ့စစ်တပ်ရင်ပြည်တော်စုချန့်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီအတွင်းအကွဲပြဲတွေကိုစစ်ကောင်စီအစိုးရဖွဲ့စည်းဝေးမှာထည့်သွင်းပြောဆိုလာတာပါဆိုလိုရင်းကပြည်သူ့လွတ်တော်ဥက္ကဋ္ဌဟောင်းသူရရွှေမန်းနဲ့သိန်းစင်တို့ကြား2015ခုနှစ်ရွှေကောက်ပွဲကျင်းပဖို့လာပိုင်းလို့တကောင်ရဲ့အာနာသိန်းပွဲပါတီအတွင်းအကွဲအပြဲတွေကကြောင်း စစ်တပ်ကဆယ်စုနှစ်များစွာထိန်းချုပ်ထားခဲ့တဲ့အာဏာကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။သူရရွှေမန်ကဒေါ်အောင်ဆန်းစုကြည်နဲ့မဟာမိတ်ဖွဲ့ချင်းခံခဲ့ရတာကြောင့်အဲ့ဒီအကွဲပြဲဖြစ်ပြီးစန့်ခိုင်ရေးပါတီဆုံးရှုံးခဲ့ရတယ်လို့မင်းအောင်လှိုင်ယုံကြည်နေပုံရပါတယ်။ ဒါကြောင့်ဒေါအောင်ဆန်းစုကြည်ကိုရန်ညိုးအာဃာတတရားကြီးမားစွာနဲ့အကျဉ်းထောင်ထဲမှာလက်ကောင်းရဲ့လက်ကျန်ဘဝတက်တန်ကုံဆုံးစေဖို့ချုံနောင်ထားခြင်းဖြစ်ပါတယ်။အမျိုးသမီးတအုပ်ပေါ်ပုဂ္ဂိုလ်ကြီးအမုံတရားနဲ့ပြည့်နှက်နေတဲ့စစ်ကောင်းဆောင်2015ခုနှစ်ရွှေကပွဲမှာတက်စင်ဒေါအောင်ဆန်းစုကြည်ကစစ်တပ်လက်ထဲမှာအာဏာရယူသွားနိုင်ခဲ့တဲ့နိုင်ငံရေးအလှည့်ပြောင်းကမင်းအောင်လှိုင်ပေါ်အကြီးအကျယ်ရိုက်ခတ်ခဲ့ဟန်တူပါတယ်။မမျှော်လင့်ပဲအမျိုးသမီးတအုပ်ရဲ့အာဏာဆက်အောက်ကိုရောက်ရှိသွားခဲ့တဲ့စစ်တပ်သမိုင်းမှာပထမအဆုံးကာကွယ်ဦးစီးချုပ်ဖြစ်သွားခြင်းပေါ်မင်းအောင်လှိုင်အလွန်ခါးသီးပုံရပါတယ်။ဒါကြောင့်ရခင် စစ်ကောင်ဆောင်နေမကာကွယ်နိုင်ခဲ့တဲ့အာဏာကိုမဖြစ်မနေပြန်လည်သိမ်းယူဖို့အချိန်ကာကောင်းကိုစောင့်စားနေခဲ့ပုံရပါတယ်။ဒေါအောင်ဆန်းစုကြည်အစိုးရအာဏာရလာချိန်မှာတမရော်နီနဲ့အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပြီးခဲ့ကြောင်းဆိုတဲ့စကားကိုလွန်ခဲ့တဲ့လေးနှစ်အတွင်းအချိန်ချင်းပြောဆိုခဲ့ပြီးမေလ19ရက်နေ့စစ်ကောင်စီအစိုးရစည်းဝေးမှာမင်းအောင်လှိုင်ကထပ်မံပြောဆိုခဲ့ပါတယ်။အဲ့ဒီစကားရက်ကစစ်တပ်အကြီးအကဲတဦးဟာရွှေကောက်ခံ NND အစိုးရကိုအပြည့်အဝအတိမတ်မပြုတစ္ဆာမခံလို့အထိပ်ပေးရပါတယ်။ဒီအစိုးရနဲ့တက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်တဲ့ဆိုရင်ဒီအစိုးရနဲ့ဒန်းတူစင်ပြိုင်အာဏာတစ်ခုထူထောင် င်နေပြီလို့အတိတ်ပဲရပါတယ်။ဒါအပြင်2018ခုနှစ်ရိုဟင်ဂျာရေးခဲမှစစ်တပ်ကအစုပြုံလိုက်တပ်ဖြတ်ခဲ့ပြီးဒီရေးကိုအကြောင်းပြကကာလုံစည်းဝေးမှတက်စင်အရသာအစိုးရတမရထံမှအာနာကိုအကြက်ကင်လွှဲယူမယ်အေဂျင်စီအထမမြောက်ခဲ့ပုံကိုအမှတ်ရပြီးမင်းရောင်လိုင်က NND အစိုးရတပ်တန်းတရှောင်းနိုင်ငံတော်မှာအရေးကြီးတဲ့ကာလတွေမှာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်းပြောဆိုလာပါတယ်။ ထို့အတူဒေါ်အောင်ဆန်းစုကြည်ကငြိမ်းချမ်းညီလာခံကို27ရာစုပင်လုံညီလာခံအဖြစ်အမည်ပြောင်းလဲခြင်းကိုမင်းအောင်လှိုင်ဆန့်ကျင်ခဲ့ကြောင်း၎င်း၏ပြောဆိုချက်တွေမှာတွေ့လာရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုဥပဒေနဲ့မညီဘဲရယူခဲ့တယ်လို့ဆက်ဆွဲခဲ့တယ်လို့တရားဝင်အစိုးရတရက်နဲ့တရားဝင်လွတ်တော်ရဲ့ဥပဒေပြဋ္ဌာန်းချက်ကိုတော့မှဥပဒေနဲ့မညီတဲ့ပြဋ္ဌာန်းချက်တွေလို့တွင်တွင်ဆက်ဆွဲပြောဆိုလာခဲ့ပါတယ်။မင်းအောင်လှိုင်ရဲ့ဒီပြုမှုဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အထက်မှာကာကွယ်ဦးစီးချုပ်ဖြစ်တဲ့၎င်းတအူးတာရှိပြီး၎င်းကိုခြေဦးကပဲရှာတို့မှာဖယ်ရှားပိုင်ခွင့်မရှိကြောင်း ၎င်းကဥပဒေနဲ့မညီလို့သတ်မှတ်ရင်၎င်းဟာဥပဒေပဲဖြစ်တယ်လို့ပရိသတ်ရစ်မင်းနေပြုမှုတလို့ပြုမှုပြောဆိုနေပါပြီဒီအချက်ကိုထောက်ပံ့ပေးတဲ့မင်းအောင်လိုင်ရဲ့ပရိသတ်ရစ်မင်းတဖွဲ့အပြုမှုနောက်တစ်ခုကမေလ19ရက်နေ့စစ်ကောင်စီစည်းဝေးမှာအံ့ဩစရာကောင်းတဲ့ပြောဆိုချက်ဖြစ်ပါတယ်၎င်းမှာရှေးပြည်များလက်ထက်ကဥရောပနိုင်ငံများကိုပြည်ညာတော်တင်များဆေးလွတ်ခဲ့တဲ့သမိုင်းမှတ်တမ်းတွေလည်းရှိခဲ့ကြောင်းမိမိတို့အနေနဲ့ရှေးပြည်များခက်ကနိုင်ငံတော်မှာကျင့်သုံးခဲ့တဲ့ပညာရေးစနစ်တွေနဲ့ခေတ်ဆက်ဆက်မှာကျင့်သုံးခဲ့တဲ့ပညာရေးစနစ်တွေကိုပြန်လည်လည်လာတုံ့တက်ဖို့လိုအပ်မှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်အဆိုပါ ားချင်းရာတွေကိုစိတ်တပီးတာရှူတောင်းမှလေးလာကြည့်မယ်ဆိုရင်မင်းအောင်လိုင်းကတာမန်စိတ်အခြေအနေမှာရှိမနေခြင်းကိုပို့ပြီးထင်ရှားစွာတွေ့မြင်လာပါတယ်။ဒါကြောင့်လေနိုင်ငံအနှံ့ရှိပြည်သူများကိုဘုံကျဲတပြတ်နေခြင်းလူအဖွဲ့စီစိတ်ပိုင်းများပြားကိုပြပုံအတိဖြစ်သွားဖို့မိရှုဖြစ်စီခဲ့ခြင်းစတဲ့အစုံရောင်အကြမ်းဖက်မှုတွေကျူးလွန်ပြီးအဓမ္မတင်ယူခဲ့တဲ့အာဏာကိုလက်မလွတ်ရရည်နီးလက်မျိုးစုံနဲ့ကာကွယ်နေခြင်းဖြစ်ပါတယ်။မင်းအောင်လိုင်းကြံစီနေတဲ့ရွှေကောက်ပွဲကလည်း၎င်းဖန်တီးခဲ့တဲ့နိုင်ငံရေးပြဿနာများထွက်ပေါက်ရှာခြင်းထက်အာဏာကိုလက်မလွတ်ရရည်နီးလက်တစ်ခုဖြစ်စူးစမ်းကြံစီကျိုးပန်းနေ ကျင်းတာဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်လို့စောင်းမမရှိတာဌာနကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။